မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျဆရာကတော့ပုံနာတော်နတ်ခတ်ပေးတင်ဆရာပြမနာသိတိဖြစ်ပါတယ်ဆရာခုဗီဒီယိုလေးကတော့တင်းငနေနေနံပွားဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ပုံနာတော်နတ်ခတ်ပေးတင်တလားစာဟောစရံလေးပဲဖြစ်ပါတယ်2025ခုဂျွန်လ6လပိုင်းအတွက် ကောစာနတ်ခတ်ကြိုရာတီခွင့်အရတင်းငနေနေနံပွားတာသမီများခင်ဗျအခု 6လပိုင်းအတွက်အဓိက view ဆိုက်ရမှာကခရီးတော်ခရီးရှည်ညအိတ်ညနေခရီးထွက်ခြင်းလုံးဝမသင့်တော်ပါဘူးအထူးသဖြင့်တောင်ရက်ခရီးလုံးဝရှောင်ပေးရပါမယ်စီးပွားကန်စားတာအပိုင်းမှာတရက်နေ့ကနေ14ရက်နေ့အတွင်းကန်စားတာတိုးတက်မှုအကောင်းမှုရှိတယ်ထီကန်ပေါင်မဲစူကြီးမဲနိုင်ခြင်းကန်စားမဲပေါက်ခြင်းစတဲ့ကန်အကျိုးပေးအကောင်းတယ်အိုးအိမ်မြေယာချမ်းအဝင်ထွက်ဖြစ်မယ်အယောင်းဝယ်ဖြစ်မယ်အမျက်အစွန်းတို့ဖြစ်စေဖို့ကံရှိပါတယ် ဆိုင်ကနေလာကုံ30ရက်နေအတော်အတွင်းမှာဒေတာချာရေချာမြေချာခီးထွက်တာလုံးဝရှောင်တင်ပါတယ်ဒီ15ရက်နောက်ပိုင်းကကန်ဆာတာအကြပတ်ကိုညှိုးနေတဲ့အတွက်ဥစ္စာပစ္စည်းဆုံးရှုံးတာရောင်းမဝယ်မဖြစ်တာလူယုံထားဖို့မတင်တဲ့အခါကာလဖြစ်ပါတယ်ယာဟုဂျိုရဲ့ဖောက်လဲဖောက်ပြန်ဖြစ်နေတာမလို့စကားအပြောဆိုဂယုဆိုင်တင်ပါတယ် ဂတိကဝတ်မတီတာစကားမတီတာလေယောဂါဖြစ်တာတနည်းအားဖြင့်ယာသူဥဒုမာဆိုလို့ရှိရင်လေပြင်းမုန်တိုင်းတိုက်တာစတဲ့အခြေအနေမျိုးတွေမှာကိုယ်နဲ့သွားပြီးတော့တိုက်ဆိုင်နေတတ်ပါတယ်။ကျန်းမာရေးကန်ဆာတာမှာလေယောဂါဝမ်းမိုက်နဲ့ဆိုင်တဲ့ယောဂါအစာမကြေခြင်းစတဲ့ယောဂါမျိုးတွေတနည်းအားဖြင့်နိမ့်နံသာသမီတွေအပေါ်မှာတက်ရောက်တတ်ပါတယ်။အဓိကသတိထားမယ့်ကာလကတရက်နေ့ကနေ14ရက်နေ့အတွင်းဖြစ်ပါတယ်။ကျန်းမာရေးကန်ဆာတာမှာက15ရက်နောက်ပိုင်းအညံ့မရှိဘူးလို့ကောစား ဂျိုနက်ခတ်အပြောင်းလဲတွေကဖော်ပြနေပါတယ်လူမှုရေးကန်စားတာအနေနဲ့တတ်သိကံလက်မှတ်ထိုးတာငွေကြေးအာမခံတာလူမှုရေးအရအကူအညီပေးတာမျိုးတွေကိုတရက်နေ့ကနေ၁၄ရက်နေ့အထိလုံးဝရှောင်ရှားတင်ပါတယ်ကိုယ်စေတနာကပဲကိုယ်မှာဝေဒနာစိတ်မကောင်းခြင်းတွေဖြစ်ရတတ်ပါတယ်လူမှုကန်စားတာက14ရက်နောက်ပိုင်းပြန်လဲတင့်မြတ်အဆင်ပြေတဲ့အချိန်အခါကာလပြန်ဖြစ်သွားတဲ့အတွက်လူမှုရေးရအကူအညီအလောက်ကင်တွေအောင်မြင်ရတဲ့အခါကာလဖြစ်သွားပါတယ်။ အချင်းရဲ့ကန်စားတာအိမ်တော်ရဲ့ကန်စားတာမှာကန်စားတာတက်တဲ့အခါကာလဖြစ်ပါတယ်ကံပေါ်တက်တဲ့အခါကာလဖြစ်လို့အိမ်တော်တွေများတသမီထုံကားခြင်းပြိုရွယ်သူများချီရဲဆိုရမှာအဆင်ပြေခြင်းအောင်မြင်ခြင်းစတဲ့ကံအထောက်ပံ့တွေရရှိပါတယ်ကိုယ့်ရဲ့ချစ်သူကြီးစားကစနေတောင်းအရက်တနည်းအားဖြင့်အနောက်တောင်အရက်ကပေါ်ခဲ့လေရင်ဥစ္စာ ချမ်းသာတော်သူသဘောထားပြည့်ဝတော်သူစာနာနားလည်မှုအပြည့်အဝရှိတော်သူဖြစ်ပြီးတော့ တောင်ဆူဆူအရက်ကဆိုရင်တော့လုံးဝရှောင်ကျင်ဖို့အကြံပေးလိုပါတယ်တနင်္ဂနွေနေ့နဲ့ကိုဝင်ဆောင်အမျိုးသမီးများအတွက်ဒီလာတဲ့မိဖွားမယ်ဆိုရင်တောင်ရက်မှာရှိတဲ့ဆေးရုံဆေးပေးကမ်းမျိုးရှောင်ရှားသင့်ပါတယ်ဒီတနင်္ဂနွေနေ့နဲ့သားသမီးတွေရဲ့ဘုံမိအရက်ဖြစ်လို့ဆရာအကြံပေးတာဖြစ်ပါတယ်ဘုံမိဆိုတာမတန်သောအရာထားရန်နေရာလုံညွန့်ဆိုတဲ့အတွက်ဘုံမိအရက်ကိုဆရာတို့ရှောင်ကြားကြဖို့အကြံပေးတာဖြစ်ပါတယ်ပညာရေးကံစားတာမှာ တလာလုံးအညံ့ဘက်ကိုဥတည်နေပါတယ်။ပညာဉာဏ်ကိုမီးပြီးတော့လောက်ကင်သူများယာဒုဌာနန္တရအတွက်စံမပွဲဖြေဆိုမဲ့သူများအတွက်ဒီလရဲ့ကံစားတာအားကအပြော့မင်းမိန်နေတဲ့အတွက်စိတ်မရှိခြင်းစိတ်ရှုပ်ထွေးမကြည်မလင်ဖြစ်ခြင်းမအောင်မြင်ရခြင်းတွေဖြစ်တတ်ပါတယ်။ဒီတွက်ကိုအဆောင်ရတရားအနေနဲ့တပြေသောမဟုတ်တင်းညွတ်ချောင်းညွတ်သောမဟုတ်၆ရွက်ကိုဆောင်ယူစူးစမ်းမှပင်ပင်ပန်းပန်းစူးစမ်းမှုရဲ့အသေးအပွင့်တွေကိုအပြည့်အဝဆွယူနိုင်မှာဖြစ်ပါတယ်။ တပားသူကလည်းတကြားပါတော့အဖြူဖြော်ရည်တမျိုးမျိုးတိုက်တာဒါမှမဟုတ်လို့ရှင်လူတာစသဖြင့်ပြုတ်လို့ပါ6လပိုင်းအတွက်ကံအကျိုးပေးအားကောင်းတဲ့ကဏ္ဍသင်္ချာအနေနဲ့1 6ခွန်3ရစတဲ့ကဏ္ဍတွေကို စာရွက်အဖြူတွေရပေါ်မှာဆော့ပင်လေးနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ပတ်စံအိတ်စသဖြင့်ကိုယ့်ရဲ့ငွေကြေးထားရနေရာမှာငွေနဲ့အတူအဆောင်ရတရာအဖြစ်ထားကြည့်ပါ ထုံငွေမြမြဲခြင်းအကျိုးတစုံတရာမရှိဘဲကုန်ခန်းခြင်းတွေမှတာခွင်နိုင်ပါလိမ့်မယ်။လက်လာပါကံပွင့်နာတွေလည်းကြုံရပါလိမ့်မယ်။ပြီးတော့ဒီကနန်းတွေကိုငွေကြေးကိစ္စ၊စာယူစာတန်းကိစ္စအယောင်းဝယ်အမြတ်အစွန်းများလို့တဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့လောကောင်ရက်စွဲအနေနဲ့တော့လောကောင်တိုက်ဆိုင်ပြီးတော့တည်တည်ချာချာအသုံးချကြည့်စေခြင်းပါလေ။မိမိရဲ့ကုသိုလ်ကံအကျိုးပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားများကံအကျိုးပေးအားကောင်းတာကိုယ်တိုင်ကြုံရပါလိမ့်မယ်။ထို့ဆာရအပိုင်းစာလေးကို6လပိုင်း ပုံတဲ့အခါအဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းနေရာမှာရေရှင်မှာစွန့်ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့နံသာသမီများအတွက်6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့နေ့နံဖရားနော်ဒါမှမဟုတ်လို့ရှိရင်အရှင်းမြောက်တောင်းအရဖရားမှာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ဖရားမှာ မုံလုံးရေပေါ်6လုံးကတ်လူပူဇော်ပေးပါ။အချိန်ကာလအနေနဲ့မနက်6နာရီကနေမနက်10နာရီခွဲအတွင်းလူပေးရမှာဖြစ်ပါတယ်။ အထူးသဖြင့်၁ရက်နေ့၈ရက်နေ့၅ရက်နေ့၂၂ရက်နေ့နဲ့၂၉ရက်နေ့တနင်္ဂနွေနေ့တွေမှာအထူးကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်။မင်းမျိုးပန်း၁၉ပွင့်သို့မဟုတ်တက်စိတ်လူရန်နိုင်ပါတယ်။တောက်တော်ရီ၆ခွက်လူပေးရမှာမယ်။ဖျောင်းတိုင်၆တိုင်အမွေးတိုင်၆တိုင်မိထုံးပူဇော်ပေးရပါမယ်။နက်ခရတရားတွေမို့လို့ဓာတ်မလျှောက်ထွေးအောင်လို့တေချာစီစဉ်ပေးထားတဲ့အတွက်ဒီဟာမင်းအားလို့ဟိုဟာမင်းအားလို့ပေါ့နော်ဒီဟာလူလို့ရလားဟိုဟာလူလို့ရလားမမေးပါနဲ့ နော်ကြိုတင်စီစဉ်ထားလို့ရှင်တော့ဒီရတရားတွေကပေါ့နော်ဖြစ်မြောက်အောင်မြင်အောင်လုပ်လို့ရပါတယ်ဆရာစီမှာနက်ခတ်ကန်စာတာစစ်စေးမင်းမြန်လို့သူများဘေးတင်တွက်လို့သူများစီဝါရဲ့အခြေရေးအိမ်ဆောင်ရေးကျန်းမာရေးပညာရေးလူမှုရေးကန်စာတာကိစ္စဩဝါနဲ့ပတ်သက်ပြီးအနေနဲ့အရရက်ကနေဓာတ်ရိုက်ဆက်သွယ်ပြီးမင်းမြန်လိုတာများရှိလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်309 956 11 89 304ကိုဖုန်းဓာတ်ရိုက်တော့လောက်အောင် Viber WhatsApp တွေကနေတော့လောက်အောင်ဆက်သွယ်မင်းမြန်လို့ရပါတယ် ်ညံမှုဇော်က1000ကျက်ဆရာတက်မှတ်ထားပါတယ်။ဟောကန်လိပ်ဆာကတော့35လမ်းနဲ့83လမ်းတောင်ချမ်းရည်သာစံမြို့နဲ့ဘော်ဒီကုံပုံနစုမန္တလေးမြို့ဖြစ်ပါတယ်။တနင်္ဂနွေနေ့နံဖွားမိတ်ဆွေများကိုချမ်းမှာစိတ်ချမ်းသာပြီးတော့6လပိုင်းတလာလုံးမှာဘေးပရာခတ်သိမ်းအပူဖတ်သိမ်းအကူအပူအပူခတ်သိမ်းကင်းရှင်းကြပါစေလို့ဆုတောင်းရင်းနဲ့ဆရာတနင်္ဂနွေနေ့နံဟောစရန်လေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။